နိုင်အခြင်းချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေမင်္ဂလာရှိတဲ့နနေ့ခင်ဓမ္မဝိဟာရရဲ့ယောဂီများတို့ပေါ့လေတို့တို့တန်းလျှောက်တဲ့အခါမှာအခက်အခဲတွေအတားအဆီးတွေတွေ့မှာပေါ့နော်မက္ကလန်ကိုလျှောက်လန်းတဲ့အခါမှာအတားအဆီးတွေတွေ့ အခက်ခဲတွေအရှုပ်အထွေးတွေအတားအဆီးတွေအနှောင်အဖွဲ့တွေအပိတ်အပင်တွေအဲ့လိုအတားအဆီးတွေနဲ့တွေ့တဲ့အခါမှာတဲ့တို့ဘယ်လိုကြော့ဖြတ်ရမလဲပေါ့အတားအဆီးတွေ့တဲ့တားအဆီးတွေ့တဲ့အခါဘယ်လိုကြော့ဖြတ်ရမလဲပေါ့တို့မက္ကလန်းကိုလျှောက်တဲ့အခါမှာနိရောဓရောက်နိုင်မှုအတွက်တို့မက္ကလျှောက်တဲ့အခါမှာ အနှောက်အယှက်တွေတွေ့မှာပဲဥမာပေါ့မာနရဲ့စိတ်တက်10မျိုးပေါ့အဲ့ဒီစိတ်တက်တွေ ਨੇ တွေ့တဲ့အခါမှာတချို့ကစိတ်ကိုလျှော့လိုက်ကြကိုယ်စိတ်ကိုလျှော့လိုက်တဲ့အခါမှာကိုယ့်ရဲ့ဘဝဟာလည်းတပြေးပြေးနဲ့ရော့ချသွားအဲ့လိုအတားအဆီးတွေနှောက်ယှက်တွေတွေ့တဲ့အခါမှာတို့ဘယ်လိုကြော်ဖြတ်ရမလဲဆိုတော့ဒီနေရာမှာ အခက်ခဲတံကို တွေ့ပြီဆိုစိတ်ကိုမလျှော့နိုင်နဲ့တဲ့ဒီတိကကြော်ဖြတ်ပါနိုင်မှာစိတ်ချကွယ်ဘုဒ္ဓလေးတင်ခြင်းနဲ့ကဘာတသိန်းဖြွေရှာခဲ့တဲ့ဒီမက္ခလံမက္ခလံမှာသီလတမာတိပညာတဲ့အောင်ရှောက်မယ်တီအောင်ရှောက်မယ်တိအောင်ရှောက် တဲ့အောင်ရှောင်းတို့လောကမှာပြဿနာတစ်ခုဖြစ်လာရင်တို့ဘာနဲ့ကြော်ဖြတ်မလဲဆိုတော့ကိုယ့်ရဲ့ကိုယ်ချင်းအမှန်တရားကို သစ္စာဆိုမှာပေါ့အသစ္စာဆိုလိုက်တဲ့အခါမှာတို့ရင်ဆိုင်နေရတဲ့ပြဿနာတွေဟာအထိုက်တန်သလောက်တော့သူပြေလည်ပြီးတော့တို့ကြော်ဖြတ်သွားနိုင်မှာပါဒါကြောင့်တို့လောကလမ်းမှာရောတဏှာလမ်းမှာပါရှောက်တဲ့အခါမှာ တဲ့အောင်ရှောက်ကြရမယ်။နောက်တစ်ခုကတီအောင်ရှောက်။တီအောင်ရှောက်မယ်။လောကရဲ့ပြဿနာဓမ္မရဲ့ပြဿနာတွေကို ပေါ်လာတဲ့ရင်ဆိုင်တဲ့အခါမှာတို့စိတ်ကိုအထီးငိမ့်ဆုံးထားပြီးတော့ဟိုတခါတော့ကဥလောကနာထအီတလီယံဘုန်းတော်ကြီးကသူသွားတဲ့လမ်းမှာဟိုတောရတောင်ပေါ်မှာဟိုလူချမ်းနှစ်ယောက်နဲ့လူသတ္တမနဲ့စုံတော့ သူတို့ကဓာတ်မိုးပြီးတော့တက်မဲ့ဖြတ်မဲ့အချိန်မှာအဲ့လိုရင်ဆိုင်ရတဲ့အချိန်မှာဆရာတော်ကြီးကဘာလုပ်တယ်လဲဆိုတော့တမန်ထိတ်နဲ့ကိုကြော်ဖြတ်တာသူအဲ့ဒီလူကျန်းနှစ်ယောက်ကိုသူ့ရဲ့ယင်မှာပွားတဲ့ဒါကလေးလိုမေတ္တာထားတမာတိစွမ်းအားနဲ့သူပွားပြီးတော့အဲ့ဒီအခက်ခဲကိုသူကြော်ဖြတ်နိုင်တယ်ဒါဆိုရင်တဲ့အောင်တို့ရှောင်မယ် တိအောင်လျှောက်မယ်ပြီးတော့တိအောင်တို့အမှန်တရားကိုတစ်ခါတိလိုက်ထန်နေခိလေသာဆိုတဲ့အစွဲမှားတွေဟာအကုန်လုံးပြည်ပြောက်သွားချုပ်ငိမ့်သွားတယ်။ဒါကြောင့်တို့ရဲ့ရှင်ထဲမှာပေါ်နေတဲ့ဒီခိလေသာဒါစီခက်ခဲတွေကိုတို့ပညာအတိနဲ့တိပြီးတော့တို့ကျော်ဖြတ်ကြရမယ်။အဲဒါတဲ့အောင်လျှောက်မယ်။တိအောင်လျှောက်မယ်။တိအောင်လျှောက် လောကလမ်းမှာလည်းတို့တဲ့အောင်သီလသစ္စာတွေနဲ့တို့ကြောပြတ်မယ်တည်အောင်တမန်ရိစွမ်းအားတွေနဲ့တို့ကြောပြတ်မယ်ရင်ဆိုင်မယ်ပြီးတော့ပညာအတိတရားတွေနဲ့ဉာဏ်တတိဉာဏ်ပညာအတိတရားတွေနဲ့တို့ကြောပြတ်မယ်ဆိုရင် လောကပြဒနာတွေလည်းအကုန်လုံးပြည့်လေငြိမ်းအေးသွားကြမယ် ပြီးတော့လောကုတ္တရာလမ်းလျှောက်တဲ့အခါမှာဒုမေဃကိုရှုရင်ရှုရင်နဲ့တမာရီနဲ့ပညာမကြီးမြှတဲ့အခါကျတော့ပညာထွေရဲ့အထာအစည်းတွေပြောပြထားတဲ့အကုသိုလ်ဝိဘတ်တွေရဲ့ဟိုနှိမ့်ဆက်မှုတွေနောက်ဆက်မှုတွေတို့ကြုံရတဲ့အခါမှာဘာမှထွေးမနေနဲ့တဲ့အောင်ကိုယ့်ရဲ့အရှုခံမှာရှုညာနဲ့တဲ့အောင်ရှုနေ တိအောင်ရှုမယ်တိအောင်လို့ရှုပွားပြီးတော့ကြော်ဖြတ်သွားမယ်ဆိုရင်မေဂနဲ့ရှုလိုက်တိုင်းအလုံးပေါ်လာသည်။ဒုက္ခလို့ဒီပါစေအဲ့ဒီဒုက္ခကိုငါအတ္တမဟုတ်ဘူးလို့ရှုပြီးတော့အတ္တမဟုတ်ဘူးလို့စွန့်ပြီးတော့ငြိမ်းအေးမှုကိုတို့မြင်နိုင်ခဲ့ရင်ဒီဓမ္မပြတနာပဲတို့အရှုခံမှာရှုညာရှုရင်းနဲ့ဖြစ်လာတဲ့အခက်အခဲတွေကိုတို့ကြော်ပြနိုင်မှာပါ ဒါကြောင့်တဲ့အောင်လျှောက်ပါတိအောင်လျှောက်ပါတိအောင်လျှောက်ပါဘာမှမတွေးပါနဲ့အဲ့လိုလျှောက်လန်းနိုင်ရင်တဲ့အောင်တိအောင်တိအောင်လျှောက်လန်းနိုင်ရင်လောကပြတနာတွေအားလုံးကျော်ဖြတ်နိုင်ပြီးတော့ဤရောဓဘန်းနိုင်သည့်တို့တက်လန်းနိုင်ကြမယ်လို့ယုံကြည်စိတ်ချပြီးတော့ဒီမက်ကလန်းကိုလျှောက်လန်းနိုင်ကြပါစေ